လူတွေဟာဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်လို့မှုကိုမြတ်ဟပြီးပြောဆိုကြတာဖြစ်တယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ဘာဖြစ်ချင်ကြတာတော့ရသော်ဘုရားရဲ့ဆုံးမသာသနာတော်နဲ့တွေ့တဲ့အခါမှာဘယ်လိုဘဝမျိုးဖြစ်ချင်တာလဲလို့တမန်အဖြစ်မေးချင်မယ်ဆိုရင်တော်တော်များများကဝေဝေဝေါဝါပဲရှိဘူးနော်ကိုဖြစ်ချင်တာ ဖြစ်ချင်တာတွေကများနေလို့ဝေဝါးတယ်လို့ပြောတာဖြစ်ချင်တာကိုတခုတည်းမဟုတ်ပဲနဲ့ဘဝလည်းဖြစ်ချင်းဒါလည်းဖြစ်ချင်းဆိုအကုန်လုံးတော့ဖြစ်မှာမဟုတ်ဘူးဥတီချက်တခုတော့ရှိရမှာဖြစ်တယ်အဲ့ဒါလို့ဥတီချက်တခုပဲတည်းမလုတ်ဖဲနဲ့ဝေဝါးနေတယ်တွေးဝေးနေတယ်ဆိုရင်တော့ထူးခြားတဲ့အနေအထားတခု ရရှိမှာမဟုတ်ဘူးဒါလည်းကိုယ့်ကိုယ်ခုချိန်မှာ ဆုံးဖြတ်ပြီးတော့ပြတ်သားတဲ့အမြင်တစ်ခုချမှတ်ထားဖို့လိုအပ်တယ်။ဘာဖြစ်ချင်သလဲဆို။ယသောဘုရားရဲ့သာသနာတော်နဲ့တွေ့နေပြီ။ဖြစ်နိုင်တဲ့ကုသကောင်းမှုတွေကိုလုပ်ခွင့်ရနေပြီ။ကိုဘာဖြစ်ချင်သလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဖြစ်ရမှာဖြစ်တယ်။သူဆိုတာစိတ်ဆန္ဒနဲ့နေကြတာပဲဖြစ်တယ်။တော့နေစဉ်ဘုရားဒီဘုရားမှာတယ်မဲ။ဟုတ်လား။ ုံတဲ့ပွဲစားဖြစ်ချင်တာလားတတိသကြီးပဲဖြစ်ချင်တာလားပါဠိမှာအမတ်ဖြစ်ချင်တာလားဝန်ကြီးချုပ်ဖြစ်ချင်တာလားနော်တပတဖြစ်ချင်တာလားတခုခုတော့ရှိရနော်ကိုဖြစ်ချင်တဲ့ရွယ်ချက်တခုရှိအဲ့လိုဖြစ်ချင်တဲ့အရာတခုကိုလုံးချင်တဲ့အရာတခုတတ်တမတ်မတ်ဥတည်ချက်ထားပြီးစူးစမ်းမယ်ဆိုရင်ထူးချွန်ထက်မြက်တဲ့ပုံကိုဖြစ်နိုင်အဲ့လိုမဟုတ်ဘဲနဲ့ မိစဉ်ကြည့်ကားမယ်ဆိုတဲ့လူကတော့မိပဲစောင့်ကြည့်နေပြီတော့နော်ဟိုကတီချိုကောက်ွက်လာတဲ့အခါမှာကလို့ရကိုယ့်ကို ပြတ်သားမှု မရှိသေးတဲ့အတွက်ကြောင့်ဘာဖြစ်ချင်မှန်းလည်းမသိဘူးဘာလုပ်ရမှန်းလည်းမသိပဲနဲ့တွေးဝေးနေတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ဟိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကိုယ်ဘာဖြစ်ချင်နေဆိုတာကိုဥတီချက်တစ်ခုထားဖို့လိုအပ်တယ် ဒီဘဝမှာဥတီချက်တစ်ခုထားပြီးပြက်ပြက်သားသားအလုံးလုံးသလိုနောင်လာမယ့်ဘဝတွေမှာလည်းပဲဥတီချက်ပြက်သားဖို့လိုအပ်တယ်ဒါကတော့အရေးကြီးတယ်စန္ဒာတိဗတိဆိုဖြစ်လို့တဲ့စန္ဒာဟာကိုယ့်ကိုယ်လွှမ်းမိုးထားတဲ့အနေအနေထားမျိုးရှိဖို့လိုအခုဒီအမျိုးကောင်းသားကတော့ သာသနာတော်မှာဒေဝတာပိယဆိုရယ်နတ်တေရဲ့ချစ်ခင်မျက်နှာမှုကိုအရရှိဆုံးယဟန်တော်ကို အားကြပြီသူဟာအဲ့ဒီယဟန်လို့ဖြစ်ချင်တယ်လို့ဆိုတာပြက်ပြက်သားသားသူဟာဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဒါနဲ့ကုသိုလ်ကောင်းမှုလုပ်တိုင်းဒီဘဝကိုမျောလင်းတယ်ပေါ့အဲ့ဒီလိုနဲ့ဘဝဆိုတာတစ်ခုတည်းနဲ့မပြီးဘူး တန်တရာထဲမှာဆက်ပြီးတော့ခီးလျှောက်ကြရအောင်မှာဖြစ်တယ်ခီးလန်းကိုလျှောက်လန်းတဲ့အခါမှာသူမိဒဖရာဆိုပွင့်တဲ့အချိန်မှာထိုသူမိဒဖရာကိုသူဟာဖရာပွင့်တော်မူတဲ့ခေတ်ကိုရောက်တော်လဲပဲခွန်ကြီးတို့တွေအခုဂေါရမဖရာရဲ့သာသနာတော်နဲ့ဂျုံတော်လဲ ဂေါတမဘုရားပြိနိဗ္ဗာန်ဆန်သွားပြီးမှလူဖြစ်ကြတာကိုသူလည်းပဲသူမိတာဖရာပြိနိဗ္ဗာန်ဆန်သွားတဲ့အခါမှာအဲ့ဒီကြမှာသူကလူလာဖြစ်တယ်ဖရာနဲ့မတွေ့လိုက်ရပဲနဲ့တိပြီးလွဲသွားတယ်လို့ခေါ်တာပေါ့သို့တော်လေအခုဘုန်းကြီးတို့တွေဂေါတမဘုရားရဲ့ စေတီပထိုးတွေကိုတမြတ်တနိုးကိုးခွယ်ခွင်းရကြသလိုသူဟာလည်းပဲသူမေတ္တာဗုဒ္ဓပြိနိဗ္ဗာန်စံသွားတာဖြစ်သောကြောင့်ထိုသူမေတ္တာဖရာရဲ့စေတီပထိုးကိုမြတ်မြတ်နိုးနိုးပူဇော်ကိုးခွယ်ခဲ့ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အေးဖရာရဲ့တပည့်တော်ကတန်ဃာတွေဟာ သာသနာမှာရှိနေသည့်အတွက်ကြောင့်တန်ဃာတွေကိုလည်းပဲပူဇော်ခွင့်ရတယ်။စေတီပထိုးကို ပူဇော်ခွင့်ရတယ်။တန်ဃာတွေကိုပူဇော်ခွင့်ရတယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုနှစ်ခုသူကစူးစမ်းပြီးတော့လုပ်တယ်။နော်စူးစမ်းပြီးတော့လုပ်တယ်။အဲ့ဒါလို့စူးစမ်းလုပ်တော့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်အနေနဲ့ လူပြည်ဖြစ်လိုက်နတ်ပြည်ဖြစ်လိုက်တန်တရားဆိုတာတော့သွားနေရမှာပဲလူတိုင်းလူတိုင်းဟာဘဝတစ်ခုတည်းနဲ့ယက်တည်လို့ရတာမဟုတ်ဘူးခွင်ကြီးတို့တွေနေစင်နေမြအသက်ကကြီးတယ်ကြီးကြီးလာပြီနောက်ဆုံးကြလို့ရှင်သက်စေတဲ့အခါမှာသိဆုံးသွားပြီနောက်ဘဝတစ်ခုကိုဆက်ချက်ပြန်ဒီလိုတန်တရားမှာမွေးလိုက်သေးလိုက်မွေးလိုက်သေးလိုက်နဲ့တွားကြတယ်ထင် ကိုလုတ်တဲ့ကုသကောင်းမှုကိုလုတ်တဲ့ကံတရားတွေရဲ့အနေထားပေါ်မှာမိတည်ပြီးတော့ကောင်းတာဖြစ်လိုက်မကောင်းတာဖြစ်လိုက်ဆိုတာမျိုးရရှိကြတိုးတော့အချိန်နေကောင်းတဲ့ပုံကိုယ်တွေကကောင်းတာတွေလုံးမိသည့်အတွက်ကြောင့်ကောင်းတဲ့ကုသကံတွေရဲ့အားပေးကူညီမှုကြောင့်ဘဝတစ်ခုဆုံးသက်သွားတဲ့အခါဖြစ်လျက်ဘဝဟာကောင်းတဲ့ဘဝလေးရောက်တယ်။ဒီမျိုးသားဟာလည်းပဲ သူမေတ္တာဘုရားရဲ့ထူပဇေရီပထောကိုပူဇော်တယ်။အင်္ဂါတွေကိုလှူဒန်းတယ်ဆိုရဲကုသကောင်။ခုဒီကနေ့ကိုယ့်ကိုပြန်စဉ်းစားကြည့်။မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာဇေရီပထောကိုယ်ွယ်ခွင့်လည်းရနေကြတယ်။တန်ဃာတွေပူဇော်ခွင့်လည်းရတယ်။ဒီကုသကောင်မှုတွေကိုတာမန်ကုသကောင်မှုတွေလို့မအောင်မေ့နေနဲ့။ကြီးမားတဲ့ကုသကောင်မှုတွေတို့တွေလောက်ခွင့်ရနေကြတယ်။ သို့သောလှုပ်ခွင့်ရတဲ့အတိုင်းတာအတိုင်းလူတွေဟာလှုပ်ကြသလားဆိုလှုပ်သူနဲ့မလှုပ်သူကမလှုပ်သူကပိုများပါတယ်အေးမလှုပ်သူကပိုများသည့်အတွက်ကြောင့်လှုပ်တဲ့လူအချို့ဟာဒီကောင်းကျိုးချမ်းသာတွေကိုရရှိမှာဧကန်ဒိဋ္ဌမလွဲပဲခုဒီမျိုးကောင်းသားဟာဒီလိုထူပပူဇာတန်ခပူဇာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့သည့်အတွက်ကြောင့် တန်တရားတွေလဲရတဲ့အခါမှာသူဘယ်ဘဝကိုလူဘဝရောက်တဲ့အခါမှာအဆင့်မြင့်ဆုံးဘဝစကြဝဠာမင်းဖြစ်ခဲ့ရစကြဝဠာမင်းဖြစ်တယ်ဆိုတာဟာနော်တမန်တိုင်းပြည်အုပ်ချုပ်တဲ့မင်းနေနဲ့မတူဘူးစကြဝဠာမင်းဆိုတာဓမ္မီကောဓမ္မရာစာသူကိုယ်တိုင်ကလည်းဓမ္မကိုကျင့်သုံးတယ်ဓမ္မကိုဥစည်းဥဆောင်လုပ်ပြီးတော့ ဓမ္မနဲ့ပဲတိုင်းပြည်ကိုအုပ်ချုပ်တာဖြစ်လို့သူ့ရဲ့တိုင်းပြည်အုပ်ချုပ်မှုကကုသကောင်းမှုတစ်ခုဖြစ်တယ်။သူ့ရဲ့တိုင်းသူပြည်သားတွေကိုသူဟာငါးပါးတိလလုံအောင်တိုက်တော်နှုတ်ဆော်ပေးတယ်။ပါဏောနဟန္တဘောသူရသည်မတရားဘူး။အဋိဏနာတိတ္တဗံသူရပစ္စည်းကို မတရားမယူရဘူး။ကာမိတုမိစ္ဆာနစရိတ္တဗံ ကာမကိစ္စတွေမှာမမယွင်မလို့ရဘူးဘုဒ္ဓနာပဏိတ္တပါလိန်ဒီလဲစားမပြောကြရဘူးမစ္ဆပန္နနပတ္တဝိဇေဝတိရက်ကိုမတော်စားရဘူးလို့ဆိုတယ်ဒီကျင်းဝငါးမျိုးငါးပါးတိလာကိုပဲတိုင်းသူပြည်သားတွေကိုလုံးချုံအောင်တိုက်တွန်းနှိုးဆော်ပေးခဲ့တာဖြစ်တယ်ပေါ့တမန်အားဖြင့်ခုနတရားပွဲအစမှာ အားလုံးဆိုလိုက်ကြတယ်ငါဘာတည်လားစောင့်တည်လိုက်ကြ။တမားအပြင်တော့ထုံးစံတိုင်းပဲတို့ဒီလိုပဲစောင့်တည်ကြတာလို့ဒီလိုစိတ်ထဲမှာမထားကြဘူး။စောင့်တည်လိုက်တဲ့အချိန်မှာအလေးနဲ့ထားဘူး။အဲ့ဒီလိုလေးနဲ့ထားတဲ့ကုသိုလ်ဟာနေတဲ့ကုသိုလ်မဟုတ်ဘူး။ဖြစ်လျာဘဝမှာအသက်ရှင်မယ်။ဖြစ်လျာဘဝမှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတယ်။ဂုံတိတ်ခါရှိတယ် အဆွဆွဲမခံရဘူးအတိညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့လူဘဝမှာအစင်တန်းမြင့်မြင့်ဖြစ်စေတဲ့ပုဂ္ဂိုလ်အေးနတ်ဘဝရောက်လို့ရှိရင်လည်းအစင်တန်းမြင့်တဲ့နတ်မျိုးဖြစ်ရငါးပါးသီလရဲ့အကျိုးကဒီဘဝမှာတည်းပဲလက်တွေ့ခံစားရတယ်